ြပါရှင်။ Radio Veritas Asia အာရှသမတရားတံလွင်ဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တံလွင်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ က်ဆောင်ကဏ္ဍကိုကျွန်တော်ဂျွန်ဝင်းစော်ထုံးကနေတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာကြက်ရောက်တဲ့မွန်းနေ့ရှင်များကတော့မုံရွာမြို့မှမောင်အောင်ဆန်းခေါ်မောင်အေဝမ်။ဥပင်မြို့မှမော်မော်။ဥပင်မြို့မှပဲရွမ်းမြင့်သူ။ပြင်မနာမြို့မှမချုံမာလာထွေ။ရန်ကုန်ကြောက်တက်မှ မောင်အောင်ခိုင်ထွန်း။ရန်ကုန်မှရီရီတိုင်း တောင်ကြီးမြို့မှအဲလိဇဘက်နထိုးကြီးမြို့မှမမီမီတင်ပေကင်းကြီးရွာမှမမျက်မျက်ဆွေခေါ်မြတ်ဆန္ဒဦးမန္တလေးတောင်ဝဲမှမာရီလတ်ခေါ်တော်တင်တင်မီတညင်မှဟဲရာမန္တလေးလက်ဖုံးမှတော်မြူရဲထဲတို့ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့တောက်ဆူဖလာတာကတော့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာမွေးနေ့ကြရောက်တယ်ချစ်မိမီတော်မြူရဲထဲတို့ ခြေသားသမီးများကနေဝင်းနေမှာစာ၍ဘုရားသခင်ရဲ့ကောင်းကြီးတော်များစားတဲ့တဘူတို့၍ခံစားရပါစေတက်တော်ရာကျော်ရှိပါစေလို့ခြေသားသမီးတစုကနေတောင်းဆိုပေးထားတဲ့မွေးနေ့ဓမ္မတီလက်ဆောင်ဒီကနေ့နှဝဲမာလာခုနှစ်ရက်နေမှာကြာရောက်တဲ့မွေးနေ့ရှင်များနတ်ဆင်အပေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်ဘုရားရှင်ရဲ့ကောင်းကြီးများစားတဲ့တဘူတို့၍ခံစားရပါစေကြောင်းအချက်သမားတရားမြန်မာပိုင်းစီစဉ်မှာ ဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်းတောင်းပေးရင်ဒေတန်ရှင်ဆယ်ရွယ်တည်ဆူထားတဲ့စုတောင်းခြင်းအမှန်တရားဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ Ania amezua Yei chagawane ni vila Nei na moa sura Kaunji pinaiba Yagu miga tendi tenue ma Yajang li si toa Yashi dutau na Zagari pioba moa wen yenko a Sudam diemandia Yagu miga tendi tenue ma ေငေတကာလူလူ baby လားဒီပြညာလေးတဲ့ဒီအပ်ကျစ်ပါရဲ့ဒက်ကူစဒီရှာရဲ့လေလာကရန်ချေရေရင်ကြပါနဲ့ရှူရတော့ပါနဲ့ဒင်းတို့ကဒီဘယ်လိုများလို့လဲ Egi chagawan e nevila, eden bo asura, kaujin te benga, piado mega tendi te loema, nezun te dedicado, juza te tiba, pelo chenui ashi te kanza, eden te datia, boa minha chinjamba, te shumi 天天心情里亮。哦哦哦，别被压力量，别听这把脸，别过度的下边，来我大胆讲。 chavali sempre tal manera tengo cabe de la miado de tengo cabe de la miado de tengo cabe de la miado de bawa bnd ရဲ့ဂျုံတွေ့နေရသူများအတွက်ဟိုအပ်သောဆူတောင်းမြတ်တာဩတနာကိယနာရှင်ဖခမိတော်ဗျာ ကိုယ်တော်သည်သာသမီတို့ကိုအမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနှင့်စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရရှင်တနာပြုနာတော်ဖြင့်ထူမှပေးတော်မူပါသာသမီတို့သည် ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရရှင်မှ လွဲ၍မြည်သည့်အရာမှ အားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနဲ့ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနဲ့ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သာသမီတို့၏ဘဝနေထိုင်မှုတွင် အထူးလိုအပ်နေသော ဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရရှင် မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည် ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့်တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများ ကြံရှိနေပါလျင်ကိုရောရှင်ဤတနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျာအာမင် ီကနေ့ကျမ်းစာထဲမှာပြန်ရှင်ရထေကြီးနဲ့ဗန္နာစုတယောက်ရဲ့အကြောင်းကိုဟောပြောဆုံးမတွင်သိခဲ့တာကိုတွေ့ရတယ်။အကျမ်းစာထဲမှာသုံးထားတာကတော့ဗန္နာစုကိုမယူသားသောဗန္နာစုဆိုပြီးမှ သုံးထားတာကိုတွေ့ရတယ်။သူဤသခင်သည်မယူသားသောထိုဗန္နာစုဤစင်ကျင်မျောမြညာကိုချီးကျူးတော်မူ၏။ဒီကျမ်းချက်ကတိုက်ရိုက်ပြန်မယ်ဆိုရင်အင်မတန်မှအန္တရာယ်များပါတယ်။တချို့ကျမ်းချက်တွေကကျွန်တော်ကိုလိုရာဆွဲပြီးမှ ထောက်ရှုလို့မရပါဘူးဒီကနေ့ပြောချင်တဲ့အတိတ်ပဲကဘုရားရှင်ရဲ့မယိုးသားခြင်းကိုအတိမတ်ပြုလိုက်တာမဟုတ်ပါဘူးဆိုပြီးပြောပြင်းတဲ့အရာကပါလဲဆိုရင်သူ့ရဲ့စင်ခြင်းသုံးသပ်နိုင်တဲ့ဉာဏ်မျောမြင်တတ်တဲ့ဉာဏ်ကိုဘုရားရှင်ကချီးကျူးခြင်းဖြစ်တယ်တနည်းအားဖြင့်တပားသူတွေနဲ့နေတဲ့ချိန်မှာဘလို့လျော်ကန်တင့်မြင့်အောင်ဘလို့တင့်တင့်လျော်ပတ်စွာနေရမယ်ဆိုတဲ့အတွေ့ရှိတဲ့သူကိုချီးကျူးလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လောကမှာနေထိုင်တဲ့အခါမှာတင့်တင့်မြင့်မြင့်နဲ့တခြားသူတွေနဲ့ ဘလို့အဆင်ပြေအောင်နေထိုင်ကြမလဲကျွန်တော်တွေရဲ့စစ်မှန်တဲ့ခရိယန်စိတ်ဓာတ်တွေကဘလို့ရှိရမလဲဆိုတဲ့ချက်ကလေးကိုပြန်ရှာရခဲ့ထောက်ပြခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အကောင်အဆုံးတရားယူတဲ့ကျမ်းချက်လေးညွှန်ရမယ်ဆိုရင်ယောမအော်အာစာခန်းကြီး7နော်အငယ်9ကနေပြီးမှ21ကိုဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အတွက်စစ်မှန်သောခရိယန်စိတ်ဓာတ်ဆိုတဲ့အကြောင်းအရာလေးတွေ့ရတယ် အဲ့မှာယူတွေ့ရတာချစ်ချင်းမေတ္တာကိုစစ်မှန်စေကြလောနော်မေတ္တာကိုစစ်မှန်စေကြတဲ့မကောင်းမှုကို မုန်း၍ကောင်းသော အမှုကိုဆွေးမြဲစွာပြုကျင့်ကြလောတူဦးကိုတူညီအကိုကဲ့သို့ချစ်ခင်ကြလောမိမိကိုယ်ကိုမိမိလေးစားသည့်ထက်တူဦးကိုတူပုံမလေးစားကြလောကိုကိုကိုလေးစားတာတက်တော့မှတခြားသူကိုပုံမလေးစားပါဒါဆိုရင် ကိုမိသားစုချင်းချင်းမှာကို့အဖွဲ့အစည်းချင်းချင်းမှာကို့အတိုင်းဝိုင်းချင်းမှာ တင်းတင်းလျောက်ပတ်စွာနေထိုင်နိုင်ပြီးမှတယောက်နဲ့တယောက်တင်းတင်းမြတ်မြတ်နေထိုင်မယ်ဆိုတဲ့ကြံကြဲလေးတစ်ခုကိုတွေ့ရတယ်။နောက်တင်းတို့အနေဖြင့်လူတိုင်းနဲ့တက်နိုင်သမျှငြိမ်းချမ်းစွာနေထိုင်ကြလော့တဲ့။ခုနယောမောရာစကန်ကြီး၁၂အငယ်၁၈မှာလည်းထပ်ပြီးမှတွေ့ရသေးတာဖြစ်ပါတယ်။ဒါပြင်ယောမောရာစကန်ကြီး၁၅အငယ်၅မှာလည်းစိတ်ရှည်တီးခန့်ခြင်းနဲ့အားပေးနှစ်သိမ့်ခြင်းကိုပေးတော်မူသောဘုရားသခင်သည် တင်တော်ယေရှုတော်၏အလိုတော်နှင့်ညီအချင်းချင်းစိတ်တညီတညွတ်ဒီနေထိုင်ရန်ကူညီဆောင်မတော်မူပါစေ။ထိုမှသာလျှင်တင်တော်ဒီငါရဲသခင်ယေရှုခရစ်သူ၏ခမည်းတော်ဖြစ်သောဘုရားသခင်အားတန်တန်ဒီချီးမွမ်းတော်ပနာပြုကြလိမ့်မည်။စိတ်ရှိသည်ကံခြင်းနှင့်အားပေးနှစ်သိမ့်ခြင်းနှင့်ဘုရားရဲ့အလိုတော်နှင့်ညီအချင်းချင်းတညီတညွတ်ဒီနေထိုင်ကြ။ဒါကျမ်းစာရဲ့ဆုံးမတုံးတဲ့ချက်လေးတွေတွေ့ရတယ်။နောက်ကျမ်းချက်လေးနဲ့ကြည်မစင်းလူတိုင်းတည်ပြီးသားကျမ်းချက်လေးတစ်ခုပါပဲ။ ရှင်မတေဥခန်းကြီးခွန်အငယ်စနစ်မှာအဲ့ဒါကတော့တကယ်ကို perfect ပါပဲလုံးဝပြည့်စုံတဲ့အချက်လေးပါပဲအဲ့ဒါပါလဲဆိုရင်တင်တို့အားသူတစ်ပါးပြုစေလိုသည့်အတိုင်းတင်တို့ဒီလေသူတစ်ပါးကိုပြုမှုကြလောဤချက်ဒီကပြည့်ညက်တရားချမ်းနဲ့ prophet ဂျမ်းတို့အချုပ်ပေသည်ဒါဆိုရင်တော့အဖြစ်ရရှင်းပါတယ်နော်ကိုယ်ကိုလူတွေဘယ်လိုဆက်ဆံခြင်းလဲကိုယ်ကိုဘယ်လိုလူတွေကပြောစေခြင်းလဲ တင်တို့ဟာသူတို့ဘာပြုစီလို့ဒီတိုင်းတင်တို့ကလည်းတဘာသူကိုပြုကြပါဒီကနေ့ဘုရားရှင် ထောက်ပြလိုက်တဲ့တရားပြတဲ့ချက်ကဒီရာပဲဖြစ်ပါတယ်မယုံသားခြင်းကိုကွန်ပြူတာမဟုတ်ဘဲနဲ့တို့သူရဲ့မျှော်မင်တတ်တဲ့အကျင့်သူတဘာသူတွေနဲ့ဘလို့တင်တင်လျောင်းပေါ်နေရမယ်ဆိုတဲ့အချက်လေးကိုဘုရားရှင်ကဒီနေ့ကွန်ပြူလိုက်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဘဝချင်းတိုင်းဝိုင်းမှာလည်းတော့ဘလို့စိတ်နေနေစိတ်ထားနေနေကြမယ်ကျွန်တော်ပြန်ပြီးသုံးသပ်ကြအောင်ကိုယ့်ရဲ့မိသားစုတင်မှာဖြစ်စေကိုလုံးနေတဲ့လုပ်ငန်းကွင်မှာပဲဖြစ်စေ เนาะအများနဲ့အဆင်ပြေအောင်နေထိုင်မယ်ဆိုရင်အဲ့ဒီလောကကြီးကအင်မတန်မှအေးချမ်းတယ်လို့အဲ့ဒီလူပေါင်းအဖွဲ့စည်းရလည်းပျော်ရွှင်စရာကောင်းပါလိမ့်မယ်လူလောကမှာအသက်ရှင်နေထိုင်ရတာကပိုပြီးအတိတ်ပဲရှိတာပါလိမ့်မယ်ဒါကြောင့်မို့ဒါလေးတွေကိုစဉ်းကျင်သုံးသပ်ပြီးမှတရားတော်နဲ့ညီเนาะစံစာတွေရဲ့တုံတင်ချက်တွေနဲ့ညီကျင့်ကြံပြီးမှဘုရားချစ်တဲ့တာသမီးတွေဖြစ်နေအောင်ဆက်ပြီးကျွန်တော်ကြိုးစားသက်ရှင်သွားကြရအောင် ိမ့်သိမ့်ကြစီတဘာဝဝတော်တာစင်ဓမ္မမိတ်ဆွေပေါင်းလို့ခင်အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအမွေဆိုတဲ့ကံတာလေးတောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့တစ်တော်တစ်ပင်များအတွက်မိမိတို့အသက်ကိုစည်ကြသူများအကြောင်းကိုပြင်ပြပေးတော့မှာဖြစ်ပါတယ်တော်တာရှင်ဓမ္မမိတ်ဆွေပေါင်းလို့ခင်စိမ့်လဲဆိုပြီးနေတဲ့တစ်ပင်ဝါပင်လေးစမ်းကြောင်းနေတာ အဘဝတရားကိုဒန်းဆဲစီသလို ကျွန်တော်တို့လူသားတွေရဲ့စိတ်ဓာတ်နှလုံးကိုလည်းအေးမြစေပါတယ်။အဘဝအတိုင်းဖြစ်တည်နေတဲ့ဂေဟာစနစ်ကိုလည်းအများကြီးအကျိုးပြုစေပါတယ်။ဒီလိုတန်ဖိုးရှိတဲ့သစ်ပင်များကိုစီကမ်းမဲ့စွာခုတ်လဲနေကြတာကို တွေ့တဲ့အခါမှာစိတ်မချမ်းသာစရာတွေစိတ်ပျက်စရာတွေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းဒီလိုသစ်ပင်ခုတ်နေတဲ့အဖြစ်ဟာဒီကကြီးမှာတော့တမာယိုးကြလို့ပဲပြောရမလို့တောင်ဖြစ်နေပါတယ်။ ဒါရီကပုံပုံထူးခြားတဲ့ဖြစ်စဉ်မဟုတ်ဘူးလို့တောင်ယူဆကြတဲ့လူများစွာရှိပါတယ်။ဒါပဲလေထူးခြားတဲ့ဖြစ်စဉ်တခုရှိခဲ့ပါတယ်။ဒါတော့အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။တာမန်လေးကြည့်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းလောက်ရတခုလို့ထင်ရပေမဲ့လေတိတော့တစ်ပင်ရှိခင်သူတွေအတွက်ကတော့တကယ်ကိုဂုံယူဝင်ကြွားစရာ ဖြစ်တဲ့အချက်တခုပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ကြေးရပိုင်းတစ်ပင်များကိုအာနာပိုင်းအဖွဲ့အစည်းရဲ့ခုံလဲခြင်းမခံရအောင် အသက်ဆုံးကာဝယ်ကြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ဒီလိုစွန့်စားမှုမျိုးဟာဘဝမိသားစုတရားလုံးအတွက်သာဝရရှင်သန်စီမဲ့စွန့်လွတ်မှုမျိုးပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့1930ခုနှစ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဒေလီမြို့တော်ရဲ့အနောက်တောင်ဘက်ဂျာရစတန်ပြည်နယ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီပြည်နယ်ရဲ့ဂျိုဖူဝါနေဆက်ကစော်ဝါမဟာယာဇာတဲ့ဧစင်က လန်းတော်အစ်တီဆောက်ဖို့ရာအတွက်ဒေသခံအုပ်စုများဒုံကြီးကိုယ်ွယ်ပိုင်ဆိုင်ရတဲ့အမြဲသိတတော်ကိုခုတ်လဲဖို့ရာအတွက်အလိုရှိကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဤဒေသမှာရှိတဲ့ဒေသခံများနဲ့ရွာသူရွာသားများဟာခုတ်လဲခြင်းမပြုဖို့ရာသူတို့ရဲ့ဒိဋ္ဌံချက်ကိုယုံယုံကြည်ကြည်ခိုက်ခိုက်မာမာတက်ကြင်ထားခဲ့ကြပါတယ်။ဒါကြောင့်မို့လဲတစ်ခုတ်တဲ့အဖွဲ့ရောက်ရှိလာတဲ့အချိန်မှာဒီကျေးရွာမှာရှိတဲ့အန်ရီတာဒေဝီဆိုတဲ့အမျိုးသမီးဟာ ပြင်းပြင်းထန်ထန်ကြံ့ကြံ့ဖြစ်ပါတယ်။တစ်ပင်တစ်ပင်အတွက်အသက်တစ်ချောင်းကိုစည်းမယ်လို့ကြွေးကြော်ပြီးသူမရဲ့ခေါင်းကိုတစ်ပင်မှာကပ်ပြီးစည်းရင်အစ်စ်အနေထားနဲ့တန်တားခဲ့ပါတယ်။တစ်ပင်ခုတ်တဲ့အဖွဲကလည်းရှက်တာလဲရှက်၊ဘောတာလဲထွက်နေ။သူမရဲ့ခေါင်းကိုခုတ်တတ်ခဲ့ပါတယ်။သူမရဲ့နောက်မှာဝင်းရံနေတဲ့သူမရဲ့သမီး၃ယောက်ဟာလည်းမိခင်နီးတူကြောက်ရွံ့လို့မရှိဘဲနဲ့မိမိတို့ရဲ့အသက်များကိုစည်းပြီးတစ်ပင်များအတွက်အသက်ဆုံးခဲ့ကြပါတယ်။ ဒီလိုအသက်ဆုံးခဲ့ကြတဲ့သတင်းဟာပဝန်းကျင်ကိုပြန့်နေသွားခဲ့ပါတယ်ဒီလိုနဲ့ပဲအနီးအနားပဝန်းကျင်မှာရှိတဲ့ကျေးရွာ63ရွာကလည်းလိုကျလာခဲ့ပါတယ်မိမိတို့ရဲ့အမြဲတမ်းတစ်တော်များကိုကာကွယ်ကြမယ်ဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်လာပါတယ်အမြဲတမ်းတစ်ပင်တစ်ပင်လင်းဒုတိယအောင်လုံးအသက်ဆုံးကြမယ်တွေးကြော်ခဲ့ကြပါတယ်ဒီလိုတိပိများအတွက်အသက်ဆုံးကြတဲ့ကျွေးကြော်သံများဟာကျေလောင်စွာဒေသအတွင်းမှာပြတ်ပေါ်လာခဲ့တယ်။အစပိုင်းမှာတော့ တတိရွယ်ဝန်များလူငယ်များတစ်ပင်များကိုပွေဖက်ပြီးအသက်ဆွန့်ကြပေမဲ့နောက်ပိုင်းမှာတော့အသက်ဆက်ဆက်လက်ထပ်နေကြတဲ့လူငယ်စည်းမောင်တွေနေတောင်းကလေးလူငယ်တွေတောင်းပါဝင်လာခဲ့ပါတယ်ဒီလိုနဲ့ပဲတစ်ပင်များကိုကာဝယ်ပြီးအသက်ဆွန့်ကြတဲ့ပုဂ္ဂိုလ်များဟာဤဒေသမှာ363ယောက်ကိုရှိခဲ့တယ်ဒါရီယာတကယ်ကိုရင်နစ်ဖွယ်ပေါင်းတဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်မိမိရဲ့အသက်တွေကိုစည်းပြီးတစ်ပင်များကို ကာကွယ်ခဲ့ကြတာပဲဖြစ်တယ် ီလိုနဲ့ပဲတိမိခုတ်တဲ့အဖွဲကလည်းစိုးရင်ထိမ့်လန့်သွားခဲ့ပြီးတိခုတ်မှုကိုလက်တံပေးခဲ့ရပါတယ်။သူတို့ရဲ့အကြီးအကဲစော်ဝါထံကိုဒီလိုအသက်ဆုံးသူများနဲ့ပတ်သက်ပြီးတရင်စကားပြောခဲ့ပါတယ်။သူတို့ရဲ့အကြီးအကဲစော်ဝါကြီးကလည်းတိမိခုတ်မှုများကိုလက်တံဖို့ရာအမိန်ပေးခဲ့ပါတယ်။ဒီလိုတိမိများအတွက်အသက်ပေးခဲ့ကြသူများရဲ့အဖြစ်ပြန်အိန္ဒိယနိုင်ငံမှာထိုးချင်းခါကတကယ်ရှိခဲ့တဲ့အဖြစ်ဖြစ်ပါတယ်။သူတို့ကအာဇာနည်စိတ်သက်ပဲဖြစ်ပါတယ်။ ဒီလိုအာဇာနည်များအတွက်အထိမ့်မဲ့ကြောက်တိုင်များကိုခေချာလီကြေးရွာမှာစိုက်ထူထားရှိပါတယ်။ဒီကြောက်တိုင်များရင်းနှီးထက်တိုင်ရှိနေပါတယ်။လူလူဂုံမြူပွဲတွေပြုလုပ်ကျင်းပကြပါတယ်။နေ့စဉ်နေ့တိုင်းပြည်နယ်အတွင်းမှာရှိတဲ့တစ်တော်နဲ့တော်ရိုင်းတရိတ်ဆန်များကိုကာဝယ်စောင့်ရှောက်တဲ့ထူးချွန်တဲ့သူတွေကိုဂုံမြူပွဲတွေပြုလုပ်ကြပါတယ်။ဒါတွေကတော့တစ်တော်တစ်ပင်များအတွက်မိမိတို့အသက်ကိုစွန့်ကြတဲ့ပုံကူတွေအကြောင်းပဲဖြစ်ပါတယ်။ဖိတ်ရှင်များလည်း ဘဝတရားဖြင့်တောတိပင်များကိုကာကွယ်စောင့်ရှောက်နိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်။သောတာရှင်များခင်ဗျာကျွန်တော်ယခုတင်ပြခဲ့တဲ့သောဘာပါအချက်လက်များ2016ခုနှစ်ဇွန်လ6ရက်နေ့မှာထုတ်ဝေခဲ့တဲ့အမြဲစိမ်းဘဝဝပအဝင်ရည်ရာတရင်ကြံနေအတွဲ့တအမတ်စင်နှစ်ပါသောဘာရှင်ဘုံရေးသားတဲ့တိပင်များတို့အသက်ကိုစည်းကြသူများဆိုတဲ့သောဘာကိုကိုးကားပြီး အတန်လေးစောင်းပါအနေနဲ့ကျွန်တော်ပြန်လဲတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။သောရရှင်ပေါင်းဘောတရားထေးသိနိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစီဗျာ။ကျွန်တော်ဇော်နိုင်ဦးပါ။ဒီကနေ့အတွက်သတင်းကဏ္ဍမှာတော့ကိုရမင်းကြီးလီယို14နိုဝင်ဘာလအတွက်ဆူတောင်းမေတ္တာလေးအကြောင်းကိုဝေမျှပေးမှာဖြစ်ပါတယ်။နိုဝင်ဘာလအတွက်ဆူတောင်းရာရည်ရွယ်ချက်ကတော့ မိမိကိုယ်ကိုတတ်သေးလို့သောစိတ်ဖြင့်ယုံကံနေရသူများအတွက်နိုဝင်ဘာလပုရမင်းကြီးလေဝီဆူတောင်းမြတ်တာမိမိကိုယ်ကိုတတ်သေးလို့စိတ်ဖြင့်ယုံကံနေရသူများသည်၎င်းတို့၏ရရွာလူတို့အတွင်းမှ လိုအပ်သောထောက်ပံ့မှုဆောင်ရှောက်မှုနှင့်ချစ်ချင်းမြတ်တာများကိုရှာဖွေတွေ့ရှိနိုင်ပြီးဘဝ၏အလှတရားကို လက်ခံနိုင်ကြစေရန်ဆုတောင်းပေးကြပါစို့ အိုပင်မနွမ်းနေ၍ဝင်တို့ဝုံဘိုးများဖြင့်လေးလံနေသူတို့ကိုကိုရော့ထံသို့လာရန်နှင့်ကိုရော့၏ရင်ခွင်၌ငြိမ်သက်အနားယူရန်ဖိတ်ခေါ်တော်မူသောသခင်ယေရှုဖျားဤလတွင်အမှောင်တုနှင့်စိတ်ပြက်အားငယ်မှုတဲတွင်နေထိုင်ကြရသူများအထူးသဖြင့်မိမိကိုယ်ကိုသတ်သေးလိုစိတ်ဖြင့်ယုံကံနေရသူအလုံးအတွက်အတနာခံတောင်းလျှောက်ကြပါသည် ၎င်းတို့အားအမြဲတမ်းနှွေးထွေးစွာကြိုဆိုလက်ခံပြီးနားထောင်ကအဖို့ပြုပေးမည်ရရွာလူတို့ကို အမြဲတမ်းရှာတွေ့နိုင်ပါစေကျွန်ုပ်တို့အားလုံးအားနားလေလက်ခံနိုင်ပြီးကိုချင်းစာတရားရှိသောနှလုံးသားကို ပေးသနာတော်မူပါထိုနှလုံးသားသည်လိုအပ်သောကျွမ်းကျင်မှုအကူအညီများအပါအဝင်နှစ်သိမ့်မှုနှင့်ထောက်ပံ့မှုများကိုပေးစွမ်းနိုင်သောနှလုံးသားဖြစ်ပါစေကျွန်ုပ်တို့သည် လေးစားမှုနူးညံ့သိမ်မွှေးမှုများဖြင့်ဤကတ်စွာနေထိုင်တတ်ပြီးဒံယာများကိုကုစားရန်တလုံးတဝါးရှိမှုများကိုတိဆောက်ရန်နှင့်မျော်လင့်ချက်အသည့်များဖွင့်ပေးရန်ကူညီတတ်ပါစေ။나ချင်မှုနှင့်ဆင်းရဲဒုက္ခများကြားတွင်ပင်အသက်သည်လက်ဆောင်တစ်ခုဖြစ်သည်။အမြဲတမ်းအလှတရားနှင့်အဓိပ္ပာယ်ရှိနေသည်ဟူသည်ကိုကျွန်ုပ်တို့အတူတကွရှာဖွေတွေးရှိနိုင်ပါစေ။ ကိုရောဤနောက်လိုက်များ ဖြစ်သည်ပင်လျှင်မျောလင့်ချက်ကင်းမဲ့သောဝန်းနေမှုဤထိခိုက်လွယ်ခြင်းကိုခံစားနိုင်သည်ဟူသောအချက်ကို ကျွန်ုပ်တို့ကောင်းစွာသိရှိပါသည်ကိုရောဤချစ်ချင်းမြတ်တာကိုအမြဲတမ်းခံစားရစေရန် တောင်းလျှောက်ကြပါသည်သောမာတာကိုရောသည် ကျွန်ုပ်တို့နှင့်နီကတ်စွာ ရှိနေခြင်းအပြင်ကိုရောပေးသောအသက်အပေါ်ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ပြန်လဲအသည့်ပြုရန်ကိုရောဤလက်ဖြင့်ဥဆောင်တော်မူသော အဖခမီးတော်ဤအဆုံးအစမဲ့မေတ္တာကို အားလုံးအားအတိအမှတ်ပြု၍ကြီးညာနိုင်မည်ဖြစ်ပါသည် အာမင်ဒီတွင် Radio Veritas Asia အာရှတမန်တရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လို့ပြပါပြီ။ ဟောတာရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ